FIFA Club World Cup 16သင်းအဆင့် Real Madrid နဲ့ Juventus မင်္ဂလာပါကိုခဲ is the football show အနေနဲ့ကြိုဆိုပါခင်ဗျာကျွန်တော်ကိုခဲပါ FIFA Club World Cup 16သင်းအဆင့်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ Real Madrid နဲ့ Juventus တို့ရဲ့ပွဲကြို36ကိုလုပ်ပေးသွားကြပါတယ်။ဒီပွဲစဉ်ကတော့တနင်္လာညတနအိခွဲမှာရှင်ပြိုင်ကစားမှာပါ။ဆိုတော့ Key Points လေးတွေအရင်ဆွဲထုတ်ကြည့်အောင်။ Old Lady ဒီအကြောင်းအရင်ဆွေးနွေးမယ်။လက်ရှိ Old Lady ကကျွန်တော်တို့သိထားတဲ့ Old Lady နဲ့မတူတော့ပါဘူး။ဘာမှမဆိုင်တော့ဘူး။ဒါဒီ Italy Serie ဘောလုံးလောကရဲ့ကြရှုံးမှုလို့ဆိုရမှာဖြစ်ပါတယ်။ကျွန်တော်တို့ကအီတလီစီးရီးဘောလုံးလောကခစ်ကောင်းစဉ်အချိန်နဲ့ကွက်တီသွားပြီးတော့ မိခဲ့ဘူးတဲ့အဲ့ခေတ်ကာလအီတလီစီးရဲ့ဘောလုံးအသင်းတွေဒီချန်ပီယံလိမာဆိုရင်အမြဲတမ်းလိုလိုဘူကြတတ်တဲ့အသင်းတွေပေါ့ဗျာအင်္ဂလန်ပရီးမီးယားလိဂ်ကလပ်တွေအဲ့လောက်ထိဟိုမအောင်မြင်သေးတဲ့အချိန်အီတလီစီးရဲ့ကတော့ဆရာကြီးပဲအားလုံးမမိလားမသိဘူးကျွန်တော်တို့ပြည်တွင်းရုပ်တံလိုင်းတွေမှာအီတလီစီးရဲ့ highlight ပွဲတွေပြန်ပြီးတော့ပြတဲ့အထိကိုအီတလီစီးရဲ့ဘောလုံးလောကအဲ့ခေတ်ကာလတုန်းကလွှမ်းမိုးမှုကြီးမားခဲ့တယ်ဒီထဲမှာယူဗနက်စ်ကတော့အတော်ကိုအင်အားကြီးခဲ့တဲ့အချိန်တွေမျိုးပါ ကျွန်တော်တို့တည်တဲ့အိုးလေးတွေဒီလုံးဝလမ်းပြန်ထွက်နေပြီးတော့ပြိုင်ပွဲတိုင်းလိုလိုမှာဘိုးဆွဲနိုင်တဲ့အရေးသွေးအေးချင်းမျိုးရှိတဲ့အသင်းတိုးတော့အခုအိုးလေးတွေကတော့နီးပြဒီကောတူတော့စပြီးကြိုက်တဲ့ကစားသမားကြည့်ပါအရင်တော့ယူဗက်စ်အတင်းရဲ့ကစားသမားရည်နဲ့ကိုက်ညီမဲ့ကစားသမားဆိုလို့တော်တော်လေးနေပါတယ်နောက်တက်မှတော့မှကျွန်တော်ကာလူလူတို့เนาะကယ်လီတို့စတဲ့ကစားသမားတွေကစားပေးနေရတာတကယ်တမ်းဟိုအရေးပါအရောက်တဲ့ ကစားသမား Gidis တို့ Vlahovic တို့ဒီလောက်ပဲရှိမယ်။ Igor Tudor ဆိုတဲ့နီးပြလည်းဒါကျွန်တော် Player Life မှာကတည်းကမိတာ။ Croatia အသင်းရဲ့နောက်ခံကစားသမားနိုင်ငံအသင်းမှာတော့ Igor Tudor ကမစိုးဘူးပေါ့နော်။သို့တော့တကယ်တမ်းထိတ်တန့် အဆင့်ကစားသမားတစ်ယောက်ဖြစ်ခဲ့မှုတော့မဟုတ်ဘူး။ဒါပါအဲ့တော့ Juventus အနေနဲ့အုပ်စုပွဲစဉ်တွေမှာ Man City ကို5-2နဲ့ရှုံးခဲ့တဲ့ဂိုးပြတ်ရှုံးပွဲကိုကြည့်ကြည့်ပါ။တကယ်တမ်းထိတ်တန်းအဆင့်မှာရှိမနေတော့ဘူးဆိုတာဒီရှုံးပွဲကတက်တည်ပါပဲ။အဲ့တော့တစ်ဖက်က Real Madrid Madrid ဒီ Xabi Alonso ရဲ့လက်ထက်မှာ ကျွန်တော်ကတော့ Alonso ဒီသူ့ရဲ့အတကိုဟိုကင်ဆွဲပြီးတော့အသင်းကိုပြန်လဲတည်ဆောက်မယ်လို့ထင်ခဲ့မိတာဗျ။သို့တော့ကျွန်တော် Real Madrid ပွဲစဉ်တစ်ပွဲကိုကြည့်လိုက်ရတယ်။ Xabi Alonso ကလူပါဗျ။ ဲ့တွေ့ကြောင့်နောက်ပိုင်းလူငယ်တွေဒီအထင်သေးလို့မရတော့ပို့ပြီးတော့လူကြီးတွေထက် flexible ဖြစ်ကာလိုတို့ flexible ဖြစ်ချင်မှဖြစ်လိမ့်မယ်ကစားသမားတွေကိုထိန်းကျောင်းတဲ့နေရာမှာလူအပ်ချက်တွေရှိမယ်ကစားသမားတွေကလည်းသူတလူငါတမင်းတွေဖြစ်နေတာ။ဒါပေမဲ့ဇာဘီအလွန်ဆိုကတော့သူ့ရဲ့အတောက်အရင်ရှည်တန်းမတင်ဘူးဗျ။ ။ဘာကြောင့်လဲဆိုတော့ဇာဘီလွန်ဆိုသည်စပိန်နီးပြတယောက်ဖြစ်တယ်။လက်ရွေးစဉ်ကစားသမားဘဝတုန်းကလည်းစပိန်ရဲ့ position ယူပြီးကစားတဲ့ခေတ်မှာအကောင်းဆုံးအတုံးတော်ခံခဲ့မှုတယ်။ Liverpool မှာလည်းကစားခဲ့မှုတယ်။ Real Madrid မှာလည်းကစားခဲ့မှုတယ်။သူ့ရဲ့အသွေးသားမှာကတည်းက तू position ယူပြီးကစားတာအာတီတာဖြစ်တဲ့လူတိုးတော့အဲ့ဒီအုပ်စုပွဲစဉ်7ဘက်နဲ့ပွဲ7ဘက်နဲ့ပွဲမှာ Real Madrid ကစားတဲ့ပုံကြီးအထူးသဖြင့် Xabi Alonso ရဲ့ ပိုင်းနဲ့ရှိမှုကိုအတိုင်းသားကျွန်တော်တို့မြင်နေရတယ်။ဘောလုံးကိုကွင်းလယ်မှာအများကြီးကန်ခိုင်းမနေဘူး။ဘောပိုဇီရှင်တွေယူခိုင်းမနေဘူး။သရူပတ်စ်ကောင်းတဲ့လူတွေ၊လောင်းပတ်စ်ကောင်းတဲ့လူတွေကိုအားကိုပြီးတော့ defensive line ကနေချက်ချင်းရှေ့ကို aggressive passes တွေပေးခိုင်းတယ်။အဲ့အတွက်ကြောင့် Dean Newsom ကိုခေါ်တာဖြစ်တယ်လို့ Trent Alexander Arnold ကိုလည်းခေါ်တာပါ။ Houston ကအာနိုရောနှစ်ယောက်လုံးက progressive passes တွေပေးနိုင်တဲ့ကစားသမားတွေပါ။ဆိုတော့ Dean Newsom ရဲ့ ဘောလုံးပေးပို့မှုတွေ highlight တွေအများကြီးထွက်လာတယ်။ through pass တွေအရင်ပေးတာကောင်းတယ် progressive ဖြစ်တယ် trend ကတော့နည်းနည်းကြောင်ပြောင်နေသေးတယ်။သူ့ရဲ့စွမ်းဆောင်ရည်ပိုင်းအပြည့်အဝမရသေးဘူးဆိုရင်လည်း trend လဲဒီ progressive passes တွေပေးတာကောင်းတဲ့ကစားသမားဗျ။အဲ့ဒါကြောင့်ကျွန်တော်မြင်ရတာကတော့ Xabi Alonso ဆိုသည် Real Madrid အသင်းနဲ့ live ဖတ်မဲ့ကစားဟန်တစ်ခုကိုပဲသူတီဆောက်လိုက်မယ်။သူကြိုက်တဲ့ကစားဟန်ထက်စရင်အသင်းနဲ့ live ဖတ်မဲ့ကစားဟန်တစ်ခုလို့ပြောရင်ပို့ပြီးတော့မှန်လိုက်မယ်။ဆိုတော့ ကွင်းလယ်မှာလည်းအများကြီးဗစ်တက်မလုပ်ဘူးဘောလုံးကိုထိုင်ခွဲနေတဲ့ကစားသမားမထားဘူးအဝေးကန်ချက်တီနဲ့ကန်သွင်းနိုင်မဲ့သူတွေနောက်ကပေးပို့လို့ intercept တွေလုတ်ခံရရင်ဒုတိယတစ်ချိန်ပြန်ပြီးတော့ပေးပို့နိုင်မဲ့ကစားသမားတွေကိုပဲ UTB ကစားပါလိမ့် efficient ဖြစ်တဲ့ hand နဲ့ကစားမှာပါဆိုတော့ဒီပွဲစဉ်မှာ Real Madrid အသင်းရဲ့ထိုးပေါက်မှုတွေဒီကစားသမားတွေကြားထဲမှာနားလည်မှုသာအားကောင်းသွားရင် Juventus ကို အသာစီးမရစရာအကြောင်းတော့မရှိပါဘူးဆိုတော့နောက်ထပ်ပြည်သက်အနေနဲ့တည်ထားတဲ့အချက်တွေတဲမှာဆိုရင် Madrid ရဲ့ ပွဲပယ်ကစားသမားစီးရင်ပေါ့နော်အဲ့တော့ suspended ဖြစ်တဲ့သူနှစ်ယောက်ပါတယ်ဗျ Jude Bellingham နဲ့ Antonio Rudiger ပါနော်နှစ်ယောက်လုံးကအနီကပ်ပြစ်ဒဏ်ကြောင့် ဒီပွဲစဉ်ကိုလွဲချော်မှာဖြစ်ပါတယ်ပြက်တနာထူ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 မရှိဘူးသူ့နေရာနဲ့သူအစားထိုးပြီးကစားပေးနိုင်မဲ့ကစားသမားတွေရှိနေတယ်ချူအာမန်နီကို CB တနေရာမှာလဲထားကစားလို့ရတယ်လို့ဒင်းနူဆန်လည်းအသင်းကိုရောက်လာပြီးဒါ့အပြင်ရာအူဆန်စီကိုလည်းရှိတယ်အစ်စိုးကေပြက်တနာမရှိဘူးဂျူပယ်လင်ကန်မပါရင်လဲကျွန်တော် killing mbp ပြန်ပြီးတော့ပွဲထွက်ပါဝင်လာနိုင်ပါပြီဒါ့အပြင်ဂါစီယာဆိုတဲ့ချာတေလေးကလည်းအတော်လေးအဆင်ပြေတယ်ဇာဘီအလွန်ဆိုတော်မှရာအူကွန်ဇလက်စ်ကိုပြန်ပြီးတော့မြင်ရတယ်လို့ဆိုပြီးတော့ ပြောသွားခဲ့ပါသေးတယ်ဆိုတော့ကျွန်တော်ဒီ key point အစီအမ Real Madrid အတင်းကများစွာအသာစီရတာပါတယ်အဲ့တော့အာရှရဲ့အကျော်ပေးမှုလေးတွေကိုကျွန်တော်တစ်ချက်ထပ်ပြီးတော့ဆွေးနွေးပါမယ်တကိုးသွင်းရင်တဝက်ပဲပျော်ရွှင်ခွင့်ရမယ်ဆိုတဲ့အကျော်ပေးမှုမျိုး Real Madrid ကအကျော်ပေးထားပါတယ်ဒီအကျော်ပေးမှုကတော့တာမန်လို့ပဲထင်တယ်ဒီသင်းသင်းကြားထဲမှာကွာခြားချက်ကအနည်းငယ်ရှိနေတဲ့အတွက် Madrid ကတကိုးသွင်းရင်တောင်မှတဝက်လောက်ပဲပျော်ခွင့်ရမှာပါ ဆိုတော့တိုတယ်ကိုနဲ့တစ်ချက်ပြန်ချိန်ချင်းတိုတယ်ကိုကလည်း၃ဂိုးသွင်းတဝက်ပျော်ရွှင်ခွင့်ပေးမှဖြစ်တဲ့အတွက်ကြောင့် Real Madrid ကိုတော့ဂိုးအများကြီးတော့သွင်းမယ်လို့ဒါ Bookie တွေကမျှော်လင့်မထားဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်အနေနဲ့ Bookie တွေနဲ့ opposite လုပ်ပြီးရွေးချယ်ခြင်းနဲ့ဒီပွဲစဉ်မှာ Real Madrid အနေနဲ့တကိုးနဲ့နိုင်မလားနှစ်ကိုးနဲ့နိုင်မလားဆိုတာမသေးချာရင်မဲ့တိုတယ်ကိုကတော့များနိုင်တယ်လို့ကျွန်တော်ယူဆတယ်ဗျာ အဲ့တော့ကျွန်တော် total ကို over အဖြစ်စွန့်စာရွေးချယ်ပေးခြင်းပါတယ် second priority အနေနဲ့ရွေးချယ်ပေးခြင်းတာကတော့ real madrid ဖြစ်ပါတယ်အဲ့တော့ကျွန်တော်နောက်ဆုံးအနေနဲ့ပရိသတ်တည်တည်နဲ့ဂိမ်းနဲ့အချက်အလက်လေးတွေအနေနဲ့ဆွေးနွေးပါမယ်ဒီနှစ်သင်းရဲ့နောက်ဆုံး6ချိန်ထိတိုက်တွေ့ဆုံမှုမှာ real madrid က2ချိန်နိုင် juventus က2ချိန်နိုင်ပြီးတော့2ချိန်သေးကြထားပါတယ်အဲ့တော့နောက်ဆုံးတွေ့ခဲ့တဲ့ခုနှစ်က2018တုန်းကပေါ့နော် juventus က3-1နဲ့ ucl မှာ real madrid ကိုနိုင်ထားတာဒါပေမဲ့ဂျားထဲမှာနှစ်တော်တော်များများကြာသွားပြီဖြစ်တဲ့အတွက်ကြောင့် knowledge အနေနဲ့သိအောင် ာ sharing လုပ်ပေးလိုက်တာပါ head to head မှာအရင်ကြီးဟိုကျွန်တော်တွားပြီးတော့တွက်လို့မရတော့ဘူးပေါ့နော်ကျွန်တော်နောက်ထပ် တပိုင်းကဒီနှစ်သင်းရဲ့နောက်ဆုံးကစားခဲ့တဲ့ current form တွေပေါ့ Real Madrid အသင်းဒီနောက်ဆုံး6ပွဲမှာရှုံးပွဲတစ်ပွဲမှာမရှိသားပါဘူးအဲ့ဒီ6ပွဲမှာကျွန်တော် La Liga တွေပါပြီးဖယ်လိုက်ဗျာအခုအုပ်စုပွဲစဉ်3ပွဲလုံးမှာလည်းရှုံးပွဲမရှိခဲ့ပါဘူး El Hierro နဲ့ဝမ်ဝမ်းတည်ကြခဲ့တဲ့ပွဲကလွဲရင်ကြံတဲ့ပွဲစဉ်2ပွဲလုံးနိုင်ပွဲရထားပါတယ်အဲ့ဒီနှစ်ပွဲလုံးကလည်းဂိုးပြတ်နိုင်ပွဲတွေကြီးပဲဖြစ်ပါတယ်။ပါချူကာကို3-1နဲ့နိုင်ခဲ့တယ်လို့ဆဲဘက်ကိုလည်း3-0နဲ့နိုင်ခဲ့ပါတယ်။ယူဗနက်စ်ကတော့ပွဲစဉ် 3ပွဲမှာ2ပွဲနိုင်ပြီးကျွန်တော်တပွဲရှုံးခဲ့တယ်။နိုင်တဲ့2ပွဲကအထင်ကြီးစရာတော့မကောင်းပါဘူး။ LA လို့အသင်းမျိုးကိုနိုင်ခဲ့ပြီးတော့ Wydad Casablanca လို့အသင်းမျိုးကိုဂိုးပြတ်နိုင်ခဲ့တာပါ။အဲ့2ပွဲလုံးကတော့ဂိုးပြတ်ပါတယ်။5-0နဲ့တပွဲ4-1နဲ့တပွဲ။သို့တော့ Man City နဲ့တွေ့တဲ့အခါကျတော့9ပွဲတွေမကောက်ဘူး။တန်ကာစင်ပါမှောက်ပါတယ်။5-2နဲ့ကိုရှုံးခဲ့တာပါ။ကျွန်တော်တို့ Juventus ရဲ့ပွဲစဉ်3ပွဲမှာ ဂိုးသွင်းယူခဲ့တဲ့ရေအတွက်တွေကိုကြည့်မယ်ဆိုရင်အကုန်လုံးကတိုတယ်ကို over တွေကြီးပါပဲအဲ့တော့အာရှရဲ့အကြောပေးမှုကပွင့်လင်းပြောရင်တော့မယုံကြည်ခြင်းစရာကောင်းပင်ပဲတန်တယ်ကျွန်တော်ကတန်ရင်စင်ပါဝယ်မဲ့ကောင်သားမျိုးအဲ့အတွက်ကြောင့်ဒီပွဲစဉ်မှာကျွန်တော်ကတိုတယ်ကို over ကိုပဲရွေးပေးချင်ပါတယ် second priority နဲ့ရွေးချယ်ပေးချင်တာကတော့ real madrid ဖြစ်ပါတယ်ခင်ဗျာ